အားလုံးပဲမင်္ဂလာပါမစ္စတာကောချန်နယ်ကနေတင်ပြချင်ဆိုလိုက်ပါတယ်ဒီဒီဗီဒီယိုမှာတင်ငွေရင်းတွေကိုပြန်လည်ပြရွေးချင်တဲ့အကြောင်းအရာတွေကတော့ကိုယ့်ရဲ့ Facebook account ရဲ့ profile ပုံကိုသူများတွေ save ယူလို့မရအောင်နဲ့ profile ပုံရဲ့အောက်ပါပေါ်တော့သူများတွေ comment ဝင်လို့မရအောင်လောက်ထားရတဲ့နေတွေကိုတင်ငွေရင်းတွေကိုပြန်လည်ပြပေးသားအောင်ပဲဖြစ်ပါတယ်ဒီနေ့လောက်ထားမှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ profile ပုံကိုသူများတွေအဲ့လိုကို save လို့မရဘူး ပြီးရင်လည်းကို profile ဘောရအောက်မှာလည်း blue မှာ comment ပေါ့နော်နိုင်ရရမဟုတ်တော့ပါဘူးနော်ပြီးတော့ဘောရတဲ့ favorite တော်ကျွန်တော်ဝင်စားပြစ်လိုက်ပါပြီးရင်တော့ကိုယ့်ရဲ့ facebook ထဲကို profile ထဲကိုတွားပြရဖြစ်ပါတယ်ဝင်ပြီးသွားလိုက်ပါဒီတော့ကိုကပုံဖေပုံကိုကထိုင်နေတယ်ပေါ့နော်အဲ့တော့ကိုထိုင်မဲ့ပုံကို view ဖို့ရတဲ့ဒီမှာကိုရဲ့ဒီ Facebook ဒီကင်မရာနေရာလေးပေါ့နော် profile နေရာလေးချက်ချက်နေပြလိုက်ပါ ပြီးရင်တော့ကျွန်တော်ပုံထည့်ဖို့ရန်အတွက်ကတော့ကျွန်တော်ဒီမှာဒီညာလေးကိုနှိပ်ပေးရဖြစ်ပါတယ်ဗောနော်ဒီမှာဆက်နှိပ်ပေးသွားလိုက်ပါအဲ့တော့ကိုယ့်ရဲ့ဒီမှကတ်ထဲမှာရှိတဲ့ပုံကိုထည့်ရင်တဲ့ပုံကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ဖုန်းနံပါတ်မှာရှိတဲ့ကိုထည့်ရင်တဲ့ပုံတော်ရွှေရွှေမှာကျွန်တော်ထည့်ပေးလိုက်ပါ โอเคကျွန်တော်ထည့်ယူဆိုလို့ရှိရင်တော့ quick deep profile ပို့ quick set တန်းကြလာပြီးတော့မှချိန်လို့ရတယ်ပေါ့နော်ချိန်ရတယ်ဆိုလို့ရှိရင်ညမှာ set နေပြလိုက်ပါနော်ပြီးရင်တော့ညမှာဟိုက quick set တန်းကြ profile ပို့လက်လက်လေးနဲ့ပေါ့နော်ကျွန်တော်တို့ကအချင်းချင်းကျွန်တော်တို့ကလောက်ပြီးတော့မှ quick set တန်းကြလာချိန်လို့ရပါတယ်ပေါ့နော်ကျွန်တော်ဒီလိုချိန်ပြလိုက်ပါမယ်နော်โอเค quick set တန်းကြပြီဆိုလို့ရှိရင်တော့ဒီနေရာမှာအပေါ်ဆုံးကတွေ့ပါတယ်ပေါ့နော်ဒန်းလေးကိုရှင်းနေပြလိုက်ပါနော်ဒန်းလေးကိုနေပြထားလိုက်ပါ ပြီးနော်ဒီညအောက်ဆုံးတွေ့ရလဲပါနော်ဒီညလေးကိုအမန်ရှိလေးကြီးဖြုတ်ပေးရဖြစ်ပါတယ်ပေါ့နော်ဒီမှာအမန်ရှိလေးကြီးဖြုတ်ပေးလိုက်ပါပြီးနော်အပေါ်မှာ ကျွန်တော်တို့ save လေးကိုနှိပ်ပေးရဖြစ်ပါတယ်ကျွန်တော် save ပေးလိုက်ပါပေါ့နော် Okay နော်ဒါဆိုလို့ရှိရင်နော်ကိုယ့်ရဲ့ profile ပုံကဒီညမှာကြောက်မှာဖြစ်ပါတယ်ပေါ့နော်ဒီညမှာရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာဒီ profile ပုံညအောင်ရှင်းထောက်ပေးလိုက်ပါနော် โอเคပြီးတော့ဒီနေရာမှာ C profile နေရာကို set လုပ်ပြရထားပါတယ်ဗောနော်နံပါတ် C ဒီနေရာလေးကို set ထောက်ပြလိုက်ပါပြီးရင်တော့ဒီနေရာမှာအပေါ်ဆုံးမှာတွေ့ပါလိမ့်မယ်ဗောနော်အဆက်ဆုံးနေရာကို set လုပ်ပြလိုက်ပါနော်ဒီကွာဆိုလို့ရှိရင်တော့ဒီနေရာမှာ add privacy နေရာကိုနေပြဖြစ်ပါတယ်ဗောနော်တော့နေရာတွေ့ပါလိမ့်မယ်နော်ဒီတော့နေရာ set နေပြလိုက်ပါ neighbor ဆိုလို့ရှိရင်တော့ကိုကဘယ်သူမှသူမတွေ့အောင်ကိုက ဲ့ဒီအတွက်ကြောင့်မို့ဒီမှာလာပြီးတော့မှ only meter ပြရဖြစ်ပါတယ်ပေါ့နော်ဒီမှာ only meter ချက်ထားပေးလိုက်ပါနော်ပြီးရင် save နဲ့ပြလိုက်ပါပြီးရင်တော့ကျွန်တော်ဒီမှာအမှားရှင်းလေးကိုချက်ပြနဲ့ပြလိုက်ပါနော်ဒါဆိုလို့ရှိရင်တော့အပွားနဲ့အောက်ကိုတစ်ချက်လှုပ်ပြလိုက်ပါနော် refresh လုပ်ပြရဖြစ်ပါတယ်တစ်ချက် refresh ကြောင့်လှုပ်ပြလိုက်ပါပြီးရင်တော့ဒီ profile နေရာကိုချက်ပြထားပြလိုက်ပါနော်ပြီးရင် save profile နေရာပြသွားပြလိုက်ပါ ါဆိုလို့ရှိရင်ဒီမှာတွေ့ပါလဲမနော်ဒီညမှာဒီတော့လေးတွေ့ပါလဲမနော်ဒီတော့လေးဖြစ်တယ်ဆိုလို့ရှိရင်တော့ query profile ကိုဒီမှာလေး comment ဝင်ရလို့မရဘူးဘယ်သူမှလည်းအစ်စ်လို့မရဘူးပေါ့နော်ကျွန်တော်ပိတ်ထားမှပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ပြတ်ပြတ်ဖွင့်ရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာပြန်သွားပြီးတော့မှပြတ်ဖွင့်ပေးလိုက်ပါနော် edit privacy ညာဝင်ပေးသွားလိုက်ပြီးတော့မှကျွန်တော်တို့ဒီမှာဒီညမှာကျွန်တော်ကိုယ်ဆက်နေကြပါတော့တငယ်ရင်းတွေးရင်တငယ်ရင်းတွေးရင်ဒီမှာထားလိုက်ပါထားလိုက်ပါနော် ယူဆိုလို့ရှိရင်ကိုကကိုတည်တဲ့ user ID တော့ဘာတကယ်တရားထဲတွေ့ရဆိုလို့ရှိရင်ဒီမှာထားလို့ရပါတယ်ပေါ့နော်အားလုံးကိုကိုကထားမှာဆိုလို့ရှိရင်တော့ဒီမှာအပေါ်ဆုံးမှာ public data ပြထားပြလိုက်ပါတော့ပြီးရော save ပြလိုက်ပါပြီးရင်တော့ဒီမှာအမှတ်ရှိနေကြတဲ့ setup ပြန်ထောက်ပြလိုက်ပါနော်ပြီးရင်တော့အပေါ်နဲ့အောက်ထည့်ဆွဲပြလိုက်ပါနော် okay ပြီးရင်တော့ကျွန်တော်ရရမျက်နှာကြည့်မယ်နော်ဒီပုံကို set ပြနေလိုက်မယ်ပြီးရင် save profile feature နဲ့အောက်တွားလိုက်မယ် ပြီးရင်တော့ဒီနေရာမှာเนาะဒီအများတွေ့ရအောင်ပေါ့เนาะဒီမှာကဘာလုံးပုံစံနဲ့တွေ့ပါလေပေါ့ဒါဆိုလို့ရှိရင်တော့အားလုံးတွေ့ရဖြစ်ပါတာပေါ့เนาะပြီးရင်ကိုယ့်ရဲ့ profile ပုံကိုဒီဘက်ရေးပြပြီးတော့မှ save လို့ရမယ် comment ဝင်လို့ရဖြစ်ပါတယ်ပေါ့เนาะအဲ့တော့ကိုယ်က page ရှင်လား page ရှင်လို့ရှိရင်တော့တိုက်တိုင်းပါပြီးတော့ထားပြီးတော့မှ page ပြလိုက်ပေါ့เนาะကဲမ page ရှင်ဆိုလို့ရှိရင်ပြပြီးတော့မှ free ရင်ဆိုလို့ရှိရင်လည်းကြောက်တယ်ပေါ့เนาะပြောက်ဖွင့်ပြလို့ရပါတယ်ပေါ့เนาะအဲ့တော့ကိုယ့်ရဲ့ profile ပုံကိုဒီများတွေ ဒါတွေကိုစိတ်ယူလို့မရအောင်နဲ့အဲကိုပရိုဖိုင်ပေါ်အောက်မှာဒီဘက်လေး comment ဝင်ရလို့မရအောင်ပိတ်ထားပြန်တဲ့လေးကိုငွေရည်တွေကိုပြန်လည်ရပြရတာဖြစ်ပါတယ်ဗောနော်